ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အတွက်မိုးလေဝသတင်းများကိုစတင်တင်ဆက်ပေးပါတော့မယ်ယနေ့စက်တင်ဘာလ28ရက်နေ့မြမစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြေညာချက်များနေနဲ့ ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲနိုင်ချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ယင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရီသပြည်နယ်တောင်ပိုင်းကမ်းလွန် Intra Pradesh မြောက်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ် Depression ဟာဆိုရင်အနောက်ဘက်သို့ရွေးချယ်ခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီသပြည်နယ်တောင်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိခဲ့ကမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်မှအနောက်တောင်ဘက်ရေမိုင်း420မိုင်ခန့် အိန္ဒိယနိုင်ငံပူရီမြို့ရဲ့အနောက်တောင်ဘက်ရှေ့မိုင်35မိုင်ခန့်ကိုဘာဘူးမြို့ရဲ့အရှိတ်ဘက်ရှိမိုင်35မိုင်ခန့်နဲ့ကာလင်ကာပတနမ်မြို့ရဲ့အရှိတ်မြောက်ဘက်ရှိမိုင်100မိုင်ခန့်အကွာပင်လယ်ပြင်ကိုပဟိုပြုနေရပဲဖြစ်ပါတယ်။မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေးရှားမဲ့အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်လို့သတ်မှတ်ထားပါတယ်။ အဆိုပါမုံတိုင်းငယ်ရဲ့အရှင်ကြောင့်ယနေ့နနက်မှနောက်24နာရီအတွင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတော့နေရာကျကျနဲ့ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကယားပြည်နယ်ကယင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချောရွာသွန်းနိုင်ပြီးအချောဒေသများမှာတော့နေရာခွက်၍မိုးကြီးခြင်းများနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်တာပဲဖြစ်ပါတယ်။တို့ဖြစ်ပါရဲ့မုံတိုင်းငယ်ရဲ့အရှိန်ကြောင့် ိုးသည်ထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊ရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းမြေဒေသအနီးမှာနေထိုင်ကြသူများနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြေငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်တတိပြုနိုင်ကြပါရန်နဲ့ဖြည့်တွင်းလေကြောင်းပြတ်တမ်းရေးမြမကဲယော်ဒန်တခြားနဲ့ကန်လော်ပင်လယ်ပြင်တို့ရှိကန်နီကန်ဝင်ငါးဖန်းရှည်ရည်များတင်မောများအနေဖြင့်လဲကြိုတင်တတိပြုနိုင်ကြပါယံတတိပေနှိုးစွာ ော်အပ်ပါရဲ့ရှင်။